ားလုံးပဲမိပါပါရှင်။နှက်ကတွန်း channel ကနေကြိုဆိုလိုက်ပါရင်ဒီ channel လေးကတော့စိတ်ဝင်စားစရာနှက်ကတွန်းပုံမြင်လေးတွေကိုတက်ဆက်ပြီးတော့မှဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးရောဗီဒီယိုအသစ်တွေတနင်္လာသိရှိနိုင်အောင်လေးဘေးနားလို့ဒီခန်းလောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။နွားမလေးနဲ့မှောင်အောင်သည်။လုံခဲနေရလောက်ကလေးကရာနူရဲ့နွားမလေးဟာမျက်လဲမစားသလိုရွှေလဲမတောက်ပါဘူး။ကိုရီးယားတိတ်တော့ဒီနောက်မှထိုင်ပြီးငိုပဲငိုနေရောမလား။မမိတ် ။တမီနွားမလေးတိမမကြည့်ရဘူး။နွားလေးနီပြန်ကောင်းလုံနိုင်မစေတော့ရှိမှာပါ။အမေအကောင်လုံးလုံးကြည့်ပြီးသားပြီတမီ။သူများပြောရည်အကောင်လုံးအမေလိုက်လုံးကြည့်ပြီးပြီ။ဒါမဲ့နွားမလေးကတရက်ထက်တရက်ပူပူပြီးအားနေလာတယ်။ရာနိုလည်းကြက်တူရဲ့မိထုစီကိုတွားလိုက်ပိုင်။အကူမိထုရဲ့ကျမအရင်နွားမလေးကအစာမစားရေမတောက်တာနှစ်ရက်လောက်ရှိပြီ။ကျမဘာလုပ်ရမလဲ။မီလန်လေးပြောပြပေးပါဦး။ကြည့်ရတာအရင်နေမကောင်းဖြစ်နေလို့ထင်နေ။သူအသက်ရှင်နေတော့မှမဟုတ်ဘူး။ အဲဒီချိန်မှာဂိုရီလည်းရောက်လာပိုင်းရာနိုနင့်နွားသေရောမယ်နွားမသေးခင်အဲ့နွားကိုတားတက်သမားစီရောက်လိုက်အဲ့ဒါမှပတ်စံရမှာမဟုတ်ရင်ပတ်စံမရပဲနေလိုက်မယ်ဂိုရီဂိုရီကလက်မခံဘူးလေငါမနီရနွားကိုတားတက်သမားစီကိုရောက်လိုက်မယ်လို့ပြောတယ်သူလက်မခံဘူးနင်းအိမ်ပြန်လိုက်ငါကာလို့တားတက်သမားခေါ်ဖို့ပြောလိုက်မယ်ရှားရဲပစံယူပြီးအိမ်နေမကောင်းတဲ့နွားအလွတ်ပေးလိုက်တော့ညနေလောက်ကျတော့ကာလူကတားတက်သမားခေါ်ပြီးရာနိုရဲ့အိမ်ကိုရောက်လာပါရာနိုရာနို နွားဘယ်မှာလဲနွားတင်းကုတ်ထဲမှာဒီနွားတော့ငါ900ရပဲပေးနိုင်မယ်နွားနှုတ်ကတော့ तू ကပေးနိုင်တော့မှာမဟုတ်ဘူးဟုတ်ကဲ့ပါ အကိုပေးချင်တလားပေးပြီးဒီနွားကိုခေါ်သွားပါမမေမရဘူးမရဘူးတမြင့်နွားမပေးဘူးတမြင့်နွားတောက်သက်သမားကြီးမရောဘူးဂူရီယာလည်းငုံနေပါဒါပေမဲ့လေတာသက်သမားနွားကိုခေါ်သွားပါနွားမလေးကလည်းတွားနေခြင်းနဲ့အနောက်ကိုလှက်လှက်ကြည့်နေပါငါ့ကိုတာသက်သမားရဲ့လက်ထဲကနေကယ်ပေးပါလို့ပြောချင်နေတဲ့အတိုင်းပါပဲ ိုရီးယားလက်ငုံယူရင်းနဲ့ရေတကွန်နားမှာသွားထိုင်လိုက်ပိုင်းတာသက်သမားလေးနွားကိုကားပေါ်တင်ပြီးခေါ်သွားပိုင်းတာသက်သမားကနွားကိုတပင်တပင်မှာချီထားလိုက်ပိုင်းအခုတော့မောင်းနေပြီမနေ့ပြန်ကြမှာပဲငါဒီနွားကိုတက်ပြီးတော့ဈေးမှာသွားရမယ်အဲ့ဒီဇကားကြတော့နွားမလေးရဲ့မျက်လုံးကနေမျက်ရည်တွေစီးကြလာပိုင်းငါမကင်နိုင်လိုက်ဘူးငါနွားကိုတာသက်သမားခေါ်သွားပြီကိုရီးယားငုံတရားမြင်ပြီးတော့အုံးပင်တပင်ကကိုရီးယားအခုလိုပြောလိုက်ပိုင်းကိုရီးယား နေငါကြည်သာစောလာခဲ့မယ်ဆိုရင်ငါအပင်ကအုံတီနဲ့နေနွားကောင်းအောင်လှုပ်လို့ရတယ်။ဟုတ်လားအုံးပင်ကြီး။အုံးပင်ကြီးအတိပြာမှောင်အုံးတီတွေလား။ဟုတ်တယ်။ငါရဲ့အုံးတီပြာမှောင်အုံးတီတွေဘသူပဲဆဆာနေမကောင်းတာတွေအကုန်ပျောက်သွားနိုင်တယ်။အုံးပင်ကြီးတမီးကိုအုံးတီလေးတစ်လုံးတော့ပေးပါလား။တမီးရဲ့နွားမလေးကိုမတွေ့တွေ့အောင်ရှာပြီးတမီးကျွေးလိုက်ပါမယ်။အဲဒီနောက်မှာတော့ကိုရီးယားကအဲဒီပင်ကနေအုံးတီတစ်လုံးယူပြီးအိမ်အမြတ်ပြတ်လာပါ යි ။အိမ်ရောက်တာနဲ့သူမရဲ့အမေကိုအကောင်လုံးပြောပြလိုက်ပါ යි ။ ။တမိရဲ့အခုကညမွေးချုပ်တော့မှလေ။နောက်ပြီးသားသက်သမိုင်းအိမ်အောင်လဲ။ကာလူတို့ပဲတည်ရ။အမေတို့မနဲ့ပြန်မနဲ့ကြမှာကာလူတို့စီသွားမယ်။မမေမနဲ့ပြန်မနဲ့ရောက်လို့သားသက်သမားတမိတို့ရဲ့နွားမလေးတက်လိုက်ရောဖာဆက်လုံးမှလဲ။တမိရဲ့ဖျားသခင်ကိုယုံကြည်ထားပါဘာမှမဖြစ်ပါကိုရီးယားကတညလုံးဘလုံးမအိတ်မပြောပါမနက်မိုးလေးနဲ့ခါမှာတော့ရာနိုကကိုရီးယားကိုခေါ်ပြီးတော့ကာလူးစီကိုသွားလိုက်ပါအခုကာလူးကြီး အခုကျမတို့အဲ့ဒီသားသက်သမားကြီးမြ мян ခေါ်သွားပြီပါကျမတို့ရဲ့နွားကိုပြန်ခေါ်သွားမလို့ပါ အခုလောက်ဆိုရင်တော့သားသက်သမားနွားကိုတက်ပြီးလောင်ရောပေါ့သူတက်ပြီးသွားလောက်ပြီဦးလေးရဲ့ကျေးဇူးပြုပြီးအဲ့လိုမပြောပါနဲ့ဦးလေးသမီးတို့သားသက်သမားကြီးခေါ်သွားပြီပါအဲ့ဒီခါမှာတော့ကာလူကဘာနုံနဲ့ကိုရီးယားကိုသားသက်သမားကြီးခေါ်သွားပါတောင်ထက်နေရအရင်ဆုံးသွေးလာအောင်မေးအဲ့ဒါမှငါလောက်ရရှာမြ мян လောက်လို့ရမှာအဲ့လိုပြောပြီးတော့သားသက်သမားလေး သူ့ဓာတ်ကိုကြောက်ခဲပေါ်မှာသွေးလိုက်ပိုင်အဲဒီချိန်မှာကာလူရာနိုနဲ့ကိုရီးယားတို့လည်းအဲဒီနေရာကိုရောက်လာပိုင်ဦးလေးသားသက်သမားကြီးနေပေါင်းတမြင့်နွားမလေးမတက်ပါနဲ့ကိုရီးယားအမြင်ပြီးတော့နွားမလေးလည်းဝမ်းသာသွားပိုင်ငါရဲ့ချစ်စရာကောင်းတဲ့နွားမလေးဒီမော်အုံးဒီကိုမြင့်မြန်စားလိုက် နေကောင်းသွားလိမ့်မယ်နွားမလေးလည်းအဲဒီမော်အုံးဒီလေးကိုစားလိုက်ပိုင်မော်အုံးဒီစားပြီးခဏကြာမှတော့နွားမလေးကမျက်တွေစားစားပိုင်သားသက်သမားကြီး ဒီမှာအကိုပေးခဲ့900ကျမတို့ရဲ့နွားမလေးကိုကျမတို့စီပြန်ပေးပါ ကျမရဲ့သမီးအားနွားမလေးကိုနေပြန်ကောင်းလုပ်ပေးနိုင်ခဲ့ပြီငါမလေးငါခဏနေသူ့ကိုတတ်တော့မလို့ပဲအိမ်နာမှာတော့ရာနိုနဲ့ကိုရီးယားလဲနွားမလေးခေါ်ပြီးပျော့ပျော့ရွှင်ရွှင်နဲ့ပြန်သွားပါအိမ်ပြန်ရောက်တော့ကိုရီးယားကဘုံနဲ့ကိုရေးထည့်ပြီးတော့နွားမလေးကိုတိုက်လိုက်ပါကိုရီးယားရဲ့နွားမလေးကလည်းအခုနေပြန်ကောင်းသွားပါပြီနွားမလေးကမျက်လဲစားသလိုရှည်လဲတောင်းနေပါပြီ ငှက်သားစားကျင်နေရောက်ခမဂိုကြီးနဲ့ကာလူအိမ်မှာထိုင်နေတဲ့အချိန်မှာဂိုကြီးရဲ့အမေကရောက်လာပါတယ်။မမေဘာဖြစ်လို့လဲမမေကြီးကအားမရှိတလို့ပဲ။တမီးရယ်ဘယ်လိုပြောပြရမလဲ။အမေပေါ်ကအရန်အားနေနေပြီ။ဆီယမီကတခြားငှက်ပေါက်လေးကိုစွတ်ပြုတ်လောက်တော့လို့ပြောလိုက်တယ်။အဲ့ဒါမှအမေပေါ်ကအားပြန်ရှိမှာတဲ့။အဲ့ဒါကြောင့်အမေတမီးစီလာလိုက်တာ။အခုကာလူရင်ကြားတယ်မလား။ဆီယမီကအမေကိုငှက်စွတ်ပြုတ်တော့ဖို့မှားလိုက်တယ်။ငှက်ပေါက်လေးတွေရှင်းတွေ့လား။ မြို့ပေါ်နေကြက်တကောင်ယူလာပြီးရောက်ကမကျိုးစွပြုံလောက်တိုက်လိုက်တောက်ထဲမှာငှက်ပါလီတွေဖမ်းရအရန်ခတ်တယ်။ဒါတာအမိသမီးကိုကြီးနဲ့လက်ထက်တော်တော့တာအရန်ရရင်တလို့နဲ့အခုတော့တာရဲ့ရောက်ကမအတွက်ဒီလောက်တိတိလေးတော့မလုပ်ပေးနိုင်ဘူးလား။အခုကလူကြီးကျမရဲ့ချစ်စရာကောင်းတဲ့ယောက်ျားကြီးအမိကနေမကောင်းလေရှင်တခုမဟုတ်တခုတော့လုံမရမယ်။ကာလူလည်းသူ့အိမ်ထဲကနေထွက်လာပြီးရာနိုးရဲ့အိမ်ရဲ့အဝေးတနေရာမှာတိတ်တိတ်လေးထိုင်နေပါရာနိုးကရေတောက်ဖို့မျက်နှာကိုတွားလိုက်ပါ ဒါလေးတအိမ်ထဲမှာပဲနေနော်အမေခုပဲမြက်ခါနေရေးတော့ပြီးပြန်လာခဲ့မယ်အဲ့ဒီချိန်မှာဆိုနီယာရောက်လာပါတယ်ရာနုရေငါနဲ့ဒါလီနာမှာစောင့်ပေးမယ်နေမြက်ကနေရေးမြမြန်တောက်ပြီးပြန်လာခဲ့အေးပါဆိုနီငါဒါလီစောက်ရှောက်ပေးပါအောင်နော်အဲ့လိုပြောပြီးတော့ရာနုကရေးတော့ဖို့မြက်ကန်းစီကိုသွားလိုက်ပါဆိုနီလည်းရာနုရဲ့သားကူကူနာမှာထိုင်နေပါသူကလေအခုမှလာရရင်လို့ဒီကျက်တူရွေးမှအစီအစဉ်တွေအကုန်ဖြည့်ဆည်းပြစ်လိုက်ပြီ အဲလိုပြောပြီးတော့ကာလူလည်းအဲဒီနေရာနေပြန်သွားပါတယ်။တားလိကီကီအမေအစာသွားရှာလာအောင်မယ်နော်။တားအိမ်ထဲမှာပဲနေနော်။နောက်ပြီးအိမ်ပြုံလုံးဝမထွက်နဲ့နော်။တားဆောင်နေပါမယ်မမေ။မမေပြန်လာခဲ့နော်။လူစီလည်းအိမ်ကနေအစာရှာဖို့ထွက်သွားပါတယ်။လူစီအိမ်ကနေထွက်သွားတာမြင်တာနဲ့ကာလူကအယံကိုပြောသွားပါတယ်။ကာလူကချက်ချင်းလူစီရဲ့အိမ်ထဲဝင်လာပါတယ်။ဦးလေးနဲ့လိုက်ခဲ့လေ။ဦးလေးတောင်းနုံးမလိုက်ရဲကြောင်ဝဲကြည့်မယ်။ နုံမလိုက်ရခဲ့တာဘယ်ရနေရမှာလဲဦးလေးဦးလေးရဲ့အိမ်သားမှာဆိုင်ရှိရဲ့အဲ့ဆိုင်မှာရောင်းနေနုံမလိုက်ရခဲ့တာအယောင်အယတာရှိရဲ့တောင်ဦးလေးနဲ့လိုက်ခင်မယ်မလားကာလူလဲစကားရီနဲ့အကွက်ဆင်ပြီးလူစီရဲ့တောင်ခေါ်သွားပိုင်းဇွန်နီလဲကီကီကကာလူနဲ့လိုက်သွားတာတွေးလိုက်ပိုင်းကာလူကကီကီကိုဘယ်ခေါ်သွားမလို့လဲရာနိုလဲမြစ်ကနေရေးတောက်ပြီးတော့ပြန်ရောက်လာပိုင်းရာနိုရာနိုဟိုမှာကြည့်ပါကာလူကကီကီကိုတနည်းအားဖြင့်ခေါ်သွားနေရဲ့ငါတို့နောက်ကနေလိုက်ကြည့်မှဖြစ်မယ် တော်သားကလူကကလေးဒုက္ခပေးနေအောင်မေဒါလေးတာအိမ်ထဲဝင်ပြီးအရွက်တွေအောက်မှာပုံးနေလိုက်အပြင်မထွက်နဲ့နော် မမေမမေပြန်လာရင်တားအတွက်အသင်းယူလာပြီနော်ရာနုနဲ့ဆိုနေလဲကာလူနောက်ကိုလိုက်သွားပါရင် ကကီးတို့လည်းတစ်ကိုင်းတစ်ကိုင်းပေါ်မှာထိုင်နေကြပါရင်တာမောသွားပြီးတားထပ်ပြီးမပြန်နိုင်တော့ဘူးဦးလေးတို့နောက်ထပ်နည်းနည်းပဲဆက်သွားရတော့မှာပါမြ мян လောက်သားလေးနေပါအောင်နေပါအောင်ကာလူနေဒီကလေးကိုခေါ်ပြီးဘယ်သွားမလို့လဲ ငါငါတို့နုံမလာကြီးကတောင်တွေးဖို့ခေါ်သားမလို့နုံမလာကြီးကတောင်ဟုတ်လားအဲ့တော့ဆိုကမေငါတို့လည်းနင်းနဲ့တူလိုက်ခဲ့မယ်ငါတို့လည်းခေါ်သားမရအောင်မရအောင်ငါမှအဲ့လောက်ပစံအများကြီးမရှိဘူးကာလူစုပ်ဒီကလေးကိုလွတ်ပေးလိုက်ပြီးရင်ဒီကနေထွက်သွားတော့ဥလေးကသဘောကောင်းပါတယ်အနည်းကဘာလို့ဆိုနေရလဲမဟုတ်ဘူးတာလေဒီကြီးကအရန်ဆိုတာသူ့တောက်တေချာပေါဒုက္ခပေးမှာရာနုံနဲ့ဆိုနေလဲကာလူကိုမောင်းထုတ်လိုက်ပါပြီးတော့ကီကီကိုလူစီစီကို ပြန်ခေါ်သွားပါ යි ရာနုနဲ့ဇွန်နီငါနေနို့ကိုယေစုတင်ပါရဲ့နေနို့ယောက်ကငါသားလေးကိုကယ်ပေးခဲ့မမေဖေဖေအဲ့ဦးလေးကြီးကသဘောကောင်းတယ်လေသူကတော့နှုတ်မလိုက်ရဲ့ကြောင်ဝဲကျွေးမလို့ခေါ်တော့တာမဟုတ်ဘူးသားလေးဘသူကောင်းလဲမကောင်းဘူးလဲဆိုတာလူကြီးတွေကပိုသိရဲ့ကာလူလဲတောင်းအုပ်ထဲမှာအချားငှက်ပေါက်လေးတွေရှာမတွေ့ပါဘူးသူလဲတောင်တန်းတွေဘက်ကိုသွားပါရဲ့အရေကတပင်တပင်ပေါ်မှာတိမ်ငယ်ရဲ့အတိုက်တစ်ခုရှိပါရဲ့ငှက်ပေါက်လေးရောတွေ့ပြီတိမ်ငယ်လည်းဒီနားမှာမရှိဘူး ငါရောက်ခမလဲဒီငက်ပေါက်လေးကိုစားပြီးကျင်းနဲ့သွားလိုက်မယ်။ကာလူလည်းအဲ့ဒီကလေးနာလာပြီးတော့ကလေးကိုရှိုင်းလိုက်ပိုင်းကလေးကလည်းငိုပါတယ်။မငိုနဲ့တိတ်တိတ်ဒီမှာနေ့တောင်တားမဲ့သူဘယ်သူမှမရှိဘူး။ကာလူကအဲ့ဒီကလေးကိုချီပြီးတော့ခေါ်သွားမဲ့အချိန်မှာပဲတိတ်ငက်မာဟီယာရောက်လာပိုင်းပြီးတော့သူ့ခြေထောက်တွေနဲ့ကာလူကိုဖမ်းကာကောင်းကင်ပေါ်ခေါ်သွားပိုင်းပြီးတော့သူ့တောင်တန်းတွေနဲ့ပြီးတော့သူ့တောင်တန်းတွေနဲ့တိုက်တိုက်ပြီးသူ့အတောင်တွေချိုးပြက်လိုက်ပိုင်း နင့်ကိုအသက်ချင်လျက်လွတ်ပေးရပဲကျေးဇူးတင်။ဘာလို့လဲဆိုတော့တိန်ငက်ကိုရှာလန်းဆိုင်အခုလိုဖြစ်မယ်ဆိုတော့အကုန်သိအောင်ပြပေးလိုက်။တိန်ငက်လည်းပြန်သွားပါရင်အမလီကာလူရင်နင့်တောင်ပန်ဘသူချိုးလိုက်တာလဲ။ကိုကြီးဒါရီအလုံးဝရက်ခမကြီးကြောင့်ဖြစ်ရတာ။အဲ့ဒီတိန်ငက်ကငါ့ကိုတတ်တော့မလို့ဂီဂီလည်းအဲ့ဒီအကြောင်းသိသွားတော့သူ့အမေကိုပြေးဖက်လိုက်ပါရင်မမေမမေပြောတာမှန်တယ်။ဘသူကောင်းလဲမကောင်းလဲဆိုတာလူချင်းတွေပဲပိုသိရင် ကဲအခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ငှက်ကတုံပုံမြင်လေးတွေကိုတိုက်နှစ်တက်တယ်ဆိုရင်တော့ကျမရဲ့ channel ကို like and subscribe လုပ်ထားပြီးခဲ့ပါအောင်ရှင်နောက်ထပ်လေးစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတွေနဲ့တူပြန်လာခဲ့ပါမယ်အခုတော့အားလုံးနှုတ်ဆက်ခဲ့ပါရဲ့နော်